်အာမင်မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ပိတ်ရလေးလေးဖြစ်တာနဲ့ညီကျွန်တော်အရန်မစားတာကြာပြီဖြစ်တယ်ကျွန်တော်အရန်စားခြင်းနဲ့ဒီဒီမက်နဲ့အင်ကင်းမို့နော်ဒီဝန်တင်လေးတွေကိုကျွန်တော်ရဲ့ support channel တိုင်းနဲ့ fan channel တွေနဲ့အငြူဒီစိမ်အချက်တွေ view ချိန်ပြီးတော့ channel နဲ့လေး off ပြီးတော့ချက်မှာဖြစ်ပါတယ်အဲကောက်ယူမှုလေးရလဲအစ်ထဲမှာပါနော် အရင်ဆုံးကျွန်တော်အိုးကိုတင်ပါတယ်အိုးတင်ပြီးတော့အိုးပူလာပြီဆိုရင်စီဒီနည်းနည်းထည့်ပါတယ်စီကတော့ကျွန်တော်မနေ့ကဘူးတိကျော်ချော်တဲ့စီပဲပြန်သုံးလာပါတယ်အဲပြန်ချော်စီဆိုပေမဲ့လည်းကျွန်တော်တို့ကဒီတေချာလေးသုံးလာဖြစ်တဲ့ပဲတတ်ပါတယ်ဒီလေးပူလာပြီဆိုရင်ကျွန်တော်ကဒီမှာခုနထောင်းထားတဲ့အချိတ်ထားတဲ့အဲချင်းတက်တုံဖြူမြူတီစိမ့်အဲမြူတီအချက်တုံဒီဒီစပယ်လင်ထောင်းထားတဲ့ဟာလေးကိုကျွန်တော်စီတတ်မယ်ပေါ့နော် အဲကျွန်တော်ဒီစံနှွေးမုံတွေထဲရောင်နေမုံတွေထဲယူစီးတက်ပြီးဆိုရင်လိုတဲ့ရတာလေးဒီအချုံမုံတို့စားလို့ထည့်မယ်ပေါ့နော်အချုံမုံစားလို့တခြားထည့်ပြီးပါဆိုရင်ကျွန်တော်အခုဒီကင်းမုံနဲ့ရေပွဲလေးတွေကိုတဲသေးလေးတုံးထားတဲ့ဟာလေးကိုထည့်လိုက်မယ်ထည့်ပြီးပါဆိုရင်ကျွန်တော်အနှဲငယ်ကြုံမယ်ပေါ့နော်အနှဲငယ်အဲလုံးချက်ချက်လေးချက်ချက်လိုက်မယ်ပေါ့နော်ယူရရင်တော့ကျွန်တော်ခန်းညင်သေးလေးထည့်ပါမယ်ခန်းညင်သေးထည့်ပြီးပါရင်လည်းအနှဲငယ်ကျွန်တော်အဲလုံးပါမယ် ီးပြီဆိုရင်တော့ကျွန်တော်မဆလာလေးနည်းနည်းလေးအုပ်လိုက်ပါမယ်ကျွန်တော်ကတော့ဒီပင်လယ်သာချက်ရင်သူများရေတော့ဘလူးရှယ်လည်းမရှိဘူးကျွန်တော်ကဒီမဆလာကတော့နည်းနည်းထည့်ချက်တယ်ပေါ့နော်အဲကျွန်တော်အဲ့မဆလာအနံ့လည်းကြိုက်တာဖြစ်တဲ့အတွက်ကိုထည့်ချက်ပါတယ်အပုံးအအခုဆိုရင်တော့ကျွန်တော်ဒီကောင်းမွန်လေးထည့်လိုက်ပါတယ်ဒီကတော့ကျွန်တော်ထည့်တော့မထည့်ရသေးဘူးတူပကနေဒီကင်းမွန်တို့ရေဘွားကနေထွက်လာတဲ့ရေလေးနဲ့ပဲလုံပြီးတော့ချက်ချက်နေပါဗျာ ြီးပြီဆိုရင်တော့ကျွန်တော်လိုအပ်တဲ့တကြားလေးနည်းနည်းထည့်လိုက်ပါမယ်ကျွန်တော်ကဒီအဲပြောရမယ်ဆိုရင်ချင်းကဆက်ဆူပြီးမယ်လဲအချိုထက်လေးနည်းနည်းလေးပါအောင်ပေါ့နော်ပြီးတော့ကျွန်တော်အသင့်လီးရတဲ့ရှမ်းနံနံမြေလေးတွေအုပ်ပြီးတော့တစ်ချက်ထပ်လုံးလိုက်ပါမယ်အဲအခုဆိုရင်တော့အထက်ကင်းမွန်လေးတွေကလည်းလုံးဝ ချက်တလောက်ရှိပြီးရေပွဲလေးကလည်းချက်တလောက်ရှိပြီးဆိုတော့ခဏနေနဲ့ကျွန်တော်ဟင်းအိုလေးကိုချပါရမယ်ခင်ဗျာအဲကျွန်တော်တို့အိမ်ကကျွန်တော်တို့ညီလေးတွေရောကျွန်တော်တို့ကရောရေစစ်စလေးနဲ့စားနေတာဖြစ်တဲ့အတွက်ကျွန်တော်ပြီးရင်တော့ခဏနေကြရင်တော့ရေလေးအနေငယ်ထည့်ပြီးတော့အဲတောက်ဆန်းပုံစံမျိုးလေးပေါ့နော်တောက်ပြီးတော့လည်းနည်းနည်းလေးအရေးလေးတောက်လို့ရအောင်ဆန်းလို့ရအောင်ဆိုတဲ့ပုံစံမျိုးလေးချပါမှဖြစ်ပါတယ် ဲအခုဆိုရင်တော့ကျွန်တော်ရေလေးနည်းနည်းချက်ပြီးထည့်ပြီးတော့ချက်ထားတဲ့ဒီအရေတောက်ပုံစံမျိုးလေးပေါ့နော်အရေလေးတောက်ဆန်းလဲဆန်းစားလို့ရတဲ့ပုံစံမျိုးလေးချက်ထားတယ်။ကင်းမုံနဲ့ရေပွဲရောချက်ပင်လယ်သာရောချက်လေးရတော့အခုဆိုရင်တော့ချက်သွားပါပြီခင်ဗျာ။ ကျွန်တော်တို့တွေကဒီသူများနိုင်ငံရဲ့ခြားမှာတွားနေတဲ့အခါမှာအဲအဲ့ဒီနိုင်ငံမှာရှိတဲ့အစားအသောက်တင်တဲ့အဲတားကြဖို့ဆိုတာအများကြီးလုံးပါပဲအဲ့တော့အခုလိုမျိုးကရင်တွေ့တဲ့အစားအသောက်လေးကိုချက်ချင်းအပြင်လည်းကျွန်တော်တို့အိမ်လွမ်းနေရတာလေးကိုဖြေလေးရှိပါတယ်ကျွန်တော်ကဒီမနာပင်လေစာချက်လေးအပြင်ကို ကျွန်တော်ကအဲဒီအပီတောင်းလေးပါထောင်းပြီးတော့စားဖို့အတွက်ကျွန်တော်ငပိလေးတွေကိုမင်းနေနေပူပေးပါတယ်ပြီးသွားပြီဆိုရင်တော့ခုနကကျွန်တော်ပြထားတဲ့ ဒီငယ်စည်းစည်းလေးနဲ့ချိန်ပြီးတော့ဒီသင်းကျဆုံးပြိုလေးနဲ့ချိန်ပြီးတော့ငါပီတောင်းလေးလုပ်လိုက်ပါတယ်အခုဆိုငါပီတောင်းလေးရတော့ရပါပြီအလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့တွေနောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့ကျွန်တော်ကကျွန်တော်ချက်ထားတဲ့ဟင်းလေးတွေကိုတင်အောင်မှာမလို့အားပေးကြဖို့အားလုံးဖိတ်ခေါ်ချင်ပါတယ် Thank you for watching